အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့2024ခုနှစ်ကထွက်ရှိခဲ့တဲ့ Dior Do Dot Wish Bar ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးထဲမှာမိသားစုတွေကိုလိုက်လံအသက်ဖြတ်ပြီးတော့စားသုံးနေတဲ့တရေမှကြောင်းအင်းရဲ့အလက်မလေးဆုံရှုံသွားခဲ့ရပါတယ်ဒါကြောင့်မိသားစုဝင်တွေကအဲ့ဒီနာနာဘဝကိုဘလို့လက်စားပြန်ချေဖို့စူးစမ်းကြမလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်ပါဇလန်လီရဲ့အစမှာတော့1854ခုနှစ်ရဲ့လွေးမြူနယ်ဇက်မှာတပ်သားတွေဟာ မတိအောင်ရုံးကန်ရင်နဲ့စစ်သားဘဝကိုကုံဆုံးနေရပါတယ်။အဲ့ဒီချိန်မှာပဲဆက်မပြတ်ပြစ်ကျဲနေတဲ့ကြီးစံကြီးကြောင့်တပ်သားတွေလည်းအသက်ပြောက်နေသူကပြောင်းလွရပြေးနေသူကပြေးအဲ့ဒီလိုနဲ့ရုံးကန်နေကြရပါတယ်။ဒီလိုကနေစစ်ပွဲကြီးကြားထဲမှာအသက်မြော့နေကြတဲ့စစ်သားတယောက်ဟာသူ့စီကိုလာနေတဲ့တရေမောင်ကိုမိနေတော့မှာပဲရန်သူကသူ့ကိုအချွန်နဲ့ထိုးတတ်တော့မယ်။အဲ့ဒီချိန်မှာပဲတရေမောင်ကအဲ့ဒီစစ်သားကိုမတိချင်းသူ့ကူညီပေးနိုင်ပြီးတော့သူ့ကိုတော့ခေါ်ထားဖို့ပြောနေပါတယ်။စစ်သားကလည်းပဲသဘောတူလိုက်တာကြောင့် တရေမဟာသူ့ရဲ့ပစက်ထဲကရှာယူကိုဆွဲထုတ်ပြီးတော့စစ်သားရဲ့ပစက်ထဲကိုအတင်းထိုးထည့်လိုက်ပါရီအဲ့ဒီချိန်မှာပဲရန်သူဘက်ကစစ်သားတွေကအချင်းချင်းပြန်ပြီးတော့ပြစ်တက်တာကြောင့်တပ်ကွင်းထဲမှာသူတယောက်တည်းအသက်ရှင်ပြီးတော့ကျန်ရင်းနေပါရီနောက်တစ်ခါမှာတော့ဖလွန်ဖီလန်ဖီစနုလို1985ခုနှစ်ကိုရောက်ရှိလာခဲ့ပါပြီအဲ့နောက်မှာရန်နေတက်ချက်ကတနက်ကိုချိန်ပြီးတော့ခန်းနကားကိုဖွင့်ချလိုက်တဲ့အချိန်မှာတကူလုံးသွေးတွေပြင်းနေပြီးတော့သူတို့ကိုကြောပေးထိုင်နေတဲ့ယောက်ျားတယောက်ကလက်ကိုဓာတ်နဲ့မှုန်းနေပါရီဒါပေမဲ့အဲ့ဒါကသူတို့ရှာနေတဲ့သူမဟုတ်ပါဘူးရက်ကတော့လှော့ထားရင် ွာသားကြီးဒုက္ခရောက်နေတာကြောင့်တချီလောက်နှွေးဖို့တက်ချက်ကိုအကြံပေးလိုက်ပါရီအိမ်တော်မှာတော့ရက်ကတက်ချက်ကိုပြေးရီထောင်းနေခါမှာတရေပူနေတဲ့ယောက်ျားကြီးဟာပမာမခန့်နဲ့ပြောဆိုပါရီအိမ်တော်မှာတော့အဲ့ဒီအမျိုးသားဟာရညမကိုစားသွားတဲ့တရေကိုတည်ရင်အောင်ရှာမတွေ့နိုင်ဘူးလို့စပြောလိုက်ပါရီအဲ့ဒီတရေကိုမွေးထားတဲ့သူတွေကိုရှာရင်ပူလေတယ်လို့ပြောပြီးတော့ရက်ကိုလောင်ရည်ရည်နေပါရီရက်ကတော့သူ့ကိုယ်သူနာမည်ကြီးတယ်လို့ပြောနေပြီးတော့တရေကြီးကတော့သူ့အကြောင်းသိနေတာကြောင့်ခက်တင်းတင်းပဲပြန်ပြောဆိုခဲ့ပါရီအိမ်တော်မှာတော့ရက်ကပြေးရီဘူးယူပြီးတော့တက်ချက်ကတော့ ကားမော်ဝါလိုအပ်တဲ့ပစ္စည်းတွေကိုယူနေပါတယ်။အိမ်အောင်မှလည်းအဘူးခံထားတဲ့အမျိုးသားရဲ့စင်ကြီးကငိုယိုနေပြီးတော့သူ့အောက်ကြားကိုရီးယားတရေကထွက်ပါမလားလို့မေးနေခဲ့ပါတယ်။ဒါပေမဲ့တက်ချက်ကနေတန်မူယူပြီးတော့လေကားကိုတူနေသွားထုနေခဲ့တာပါ။လေကားကတရေမျက်လုံးကိုကြွေစီပြီးတရေပင်မှာထွက်မသွားနိုင်အောင်တက်ချက်ကအားလုံးကိုကူညီခိုင်းပါတယ်။အပေါ်ရက်မှာတော့ရန်နဲ့တရေပူထားတဲ့အမျိုးသားတို့ကတရေမှကိစ္စပြောနေကြပါတယ်။ရက်ကတော့သူ့လက်တစ်ဖက်ကိုပြေးရည်တွေနဲ့လောင်းပြီးတော့တရေမှဘယ်မှာလဲလို့မေးလိုက်ပါတယ်။ဒီလိုနဲ့ရက်လည်း ပြည်ကြီးတွေလောင်းထားတဲ့လက်သီးနဲ့အချိန်ပြင်းပြင်းထိုးလိုက်ပါရင်အိမ်နောက်မှာတော့တရေပူနေတဲ့အမျိုးသားကအသင်းကင်ထားတဲ့ဓာတ်နဲ့ရက်ကိုတိုက်ခိုက်နေတာကြောင့်ရက်လေတရေရဲ့ဓာတ်ကိုရှောင်ပြီးတော့တရေကိုဒရက်ဆက်တိုက်ခိုက်နေတော့မှပဲတဲချက်တို့ကလည်းလီကားကိုဖြုတ်ချနေပါရင်ရက်ကတော့ဆက်တိုက်တိုက်ခိုက်နေတဲ့တရေကိုသူညမောက်ကိုတတ်သွားတဲ့တရေမှရှိတဲ့နေရာကိုပြောပြခိုင်းနေပါရင်အိမ်နောက်မှာတော့အောက်ကနေတဲချက်ကအားလုံးပြီးပြီလို့ရက်ကိုအော်ပြောလိုက်တာကြောင့် တဲကအရင်ထွက်သွားပြီးတော့လေကောင်းကနေဆင်းမှုပြင်ပါရီဒါပေမဲ့လေကောင်းကိုဖြုတ်ပြီးရောင်းပြန်ပြန်လှုပ်ထားတာကြောင့်တဲဟာမျက်စိကန်းနေတဲ့သူလိုသူ့ကိုယ်သူကလွယ်ပြီးတော့တခြားမမြင်ရတော့ပါဘူးအဲဒီနောက်မှာတော့ထော်ပေါက်ရှာမရဖြစ်နေတဲ့တဲရဲကိုရက်လေအိမ်မော်ပြန်ခေါ်ပြီးတော့သူနဲ့လာတိုက်ခိုက်ဖို့စိန်ခေါ်နေပါရီဒီလိုနဲ့တဲဟာလက်ထဲကတူနဲ့ရက်ကိုထုရိုက်ဖို့ကြိုးစားပါရီအဲဒီနောက်မှာတော့ရက်လေပြန်တိုက်ခိုက်ပြီးတော့အဲ့ဒီလိုသူမိသားစုကိုမပြောတာကြောင့်တဲကိုဆက်တိုက်ထိုးနေနေပါရီဒီလိုနဲ့တက်ချက်လေးအပေါ်ထက်ကိုတက်လာပြီးတော့ရက်ရဲ့လက်ထဲကိုတနက်ကမ်းပြီးလိုက်ပါရီ ရလေတရေကိုတနနေ့ချိန်ပြီးတော့သူမေးတာမဖြစ်ရင်ဖီစမွန်ကြီးစန်းစာမိဖို့ပြင်ထားလို့ချိန်ချလိုက်ပါတယ်အဲ့နောက်မှာတရေကရက်ကိုလက်အုပ်ချီပြီးတော့ကြောင်းမန်တာကြောင့်ရလေတကယ်လို့တရေမဘယ်မှာရှိလဲတာသူတို့ကိုပြောပြရင်တော့ပြန်လည်မွေးဖွားခင်းရအောင်လုပ်ပြီးမယ်လို့ပြောပါတယ်ဒါမှမဟုတ်တရေကတကယ်မသိပဲနဲ့ရညမောကိုတက်သွားတဲ့တရေမောကိုမွေးနေသူဟာဒုက္ခမမနေရဆိုတာသိကြောင်းပြောပြလိုက်ပါတယ်အဲ့နောက်တက်ချက်ကငခုကိုပုံးနေထည့်ပြီးတော့တရေရှိကိုချပေးလိုက်ပြီး အဲ့လူရဲ့ခန္ဓာကိုယ်ရေထွက်ဖို့ပြောလိုက်ပါတယ်။တက်ကြလေတရေဘူးခံရတဲ့အမျိုးသားရဲ့ဇနီးတွေကိုစီးရုံအမြန်သွားဖို့နဲ့ယောက်ျားဖြစ်သူကအတွင်းကြည်နေတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ရက်ကတော့တရေဝင်နေတဲ့ငခုကိုမိဘုံတွေကိုပြစ်ထည့်လိုက်တာကြောင့်တက်ကြလေတရေကိုပြောတော့ကပြန်မွေးဖွားနိုင်အောင်လုပ်မယ်ဆိုပြီးညာပြောလိုက်တာပဲလို့ပြောနေပါတယ်။ရက်ကတော့အဲ့ဒီတရေကညံများတာကြောင့်လွတ်လိုက်ရင်သူများတွေကိုပဲဒုက္ခလိုက်ပေးနေလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။အဲ့နောက်မှာတော့ရက်မီးတာကြောင့်ထရူရန်ကတိုင်းမှာပထမဆုံးတရေမွေးထားတဲ့နန္ဒာဘွားလို့သတ်မှတ်ခံထားပြီးတော့ ဝချီဝရာဖီဆက်ဆောင်းမှာဥဒရကြီးမျိုးဝက်ပါဖန်မှာလောင်ရင်ဆောက်ထားကြောင်းပြောပြနေပါတယ်တဖူရံမွေးထားတဲ့နာနာဘွားကရွာသားတွေကိုစားလို့၃ရောက်တောင်တည်ခဲ့ရတာကိုပါတက်ချက်ကပြောပြပါတယ်တက်ချက်လေလူတွေပြောကြတာကတဖူရံကဒုံခမုတ်ကိုထွက်ပြေးသွားတာဖြစ်ကြောင်းရက်ကိုပြောပြလိုက်ပါတယ်တက်ချက်ကတော့တကယ်လို့သာရှာတွေ့မယ်ဆိုရင်တော့အမေအောင်ဝိစုံနဲ့တရေသေးလွန်စားကိုရှာတွေ့နိုင်တယ်လို့ပြောလိုက်ပါတယ်တကယ်တော့ဒုံခမုတ်ဆိုတာကလူစားတဲ့တောနဲ့တရေကျင်းနေနေရာဖြစ်ပြီးတော့တက်ချက်ငငယ်ကတော့အဲ့ညမှာကင်းလိမ့်ဘူးပါတယ်တက်ချက်ကတော့ သူရဲ့တွေးကြုံတွေကိုပြောပြရင်ဒုံခမုတ်ကိုဝင်သွားတာဟာတရေစစ်တပ်နဲ့ရင်ဆိုင်လိုက်ရတာနဲ့အတူတူပဲလို့ပြောပြလိုက်ပါတယ်။ရက်ကတော့လွန်ခဲ့တဲ့3နှစ်လုံးအဲ့ဒီတရေကအားနေနေခဲ့ပြီးတော့မွေးကင်းစကလေးလေးလောက်ပဲစားနိုင်ခဲ့တာလို့ပြောနေပါတယ်။ရက်ကတော့ဒီကိစ္စကမတင်ကြဘဲတရေပြင်လာနိုင်တဲ့အကြောင်းမွေးထားတဲ့ကောင်ကိုရအောင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့ရက်လေအဲ့ဒီအမေအောင်ဝစ်စုံနဲ့တရေကိုပူအားကောင်းလာအောင်ဘယ်တော့နှုတ်ချမလဲဆိုတာမတင်ကြဘူးလို့ပြောလိုက်ပါတယ်။ရက်ကတော့ရန်ကိုဆုံးရှုံးလိုက်ရပြီးတာကြောင့်သူရဲ့မိသားစုတွေကိုချက်ပြီးတော့ဆုံးရှုံးမခံနိုင်တော့ပါဘူး။အဲ့ဒါကြောင့်ရက်လေ ဲ့ဒီတကယ်မောက်ကိုမရှင်းရမချင်းသူတေမာမဟုတ်ဘူးလို့တက်ချက်ကိုပြောလိုက်ပါတယ်အဲ့နောက်မှာတော့ရက်ကဒုံခမှုကိုသူ့ဘာသာသွားမှာဖြစ်လို့တက်ချက်ကိုနေခဲ့ခိုင်းပြီးတော့သူ့ရဲ့မိသားစုကိုဂယုဆိုင်ပေးဖို့ပြောလိုက်ပါတယ်ဒါမှလည်းတက်ချက်ကတော့ရမီသားစုမလို့ရက်ကိုယ်တိုင်ဂယုဆိုင်ရမယ်လို့ပြောပြီးတော့သူ့ဘာလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့တစ်ဖက်မှာတော့ Forfret နဲ့ Retro ကလူကြီးမိဘတွေကိုကရောလိုက်ပြီးတော့အဖေနဲ့အမေကတော့ Red ကိုရောက်ခမအိမ်မှာအဆင်ပြေပြေနေဖို့မှာကြားနေခဲ့ပါတယ်။အဲဒီအချိန်မှာ Red ပြန်ရောက်လာပြီးတော့ရောက်ဖို့ညီမဖြစ်သူနဲ့ပတ်သက်ပြီးတော့အဆအဆရရမှာနေပါတယ်။ အိမ်တော်မှာတော့မိသားစုတမင်ဝိုင်းမှာအမိဖြစ်တဲ့သူဟာရက်ကိုဘယ်တော့မှလူစုံတက်ဆုံအတူပြန်လာနေမှာလေလို့မိလိုက်ပါတယ်။ပြီးတော့မိကဒီကိစ္စတွေပြီးတော့၃နှစ်လောက်ရှိပြီဖြစ်လို့တရေရပြန်မလာတော့တော့ဘူးလို့ရက်ကိုပြောပြနေပါတယ်။အဖေဖြစ်သူကလည်းအဲရက်ကိုတရေနေစရာလို့လုံနေတာတွေရက်တန်းကရက်လိုက်ဖို့ပြောလိုက်ပါတယ်။ရက်ကတော့သူတို့ကိုဒုက္ခပေးတဲ့တရေကအညိုးကြည့်တာကြောင့်တရေပြန်လာမယ်လို့ပဲထင်နေပြီးတော့သူကိုယ်တိုင်လည်းပုံအောင်နေတဲ့တရေကိုမရမကဆွဲထုတ်မှဖြစ်ပါတယ်။အိမ်ညမှာတော့ရက်စီကိုအကူကြီးနဲ့အိုင်ရိုရောက်လာပြီးတော့ရက်ထင်နေတယ်လို့ပဲ သူတို့လည်းတရေပြန်လာလိမ့်မယ်လို့ထင်ကြောင်းပြောလိုက်ပါတယ်။ရက်ကတော့အဲ့ဒီတရေကိုအမြင့်မဖြတ်နိုင်သေးသေးတော့သူ့ရဲ့မိသားစုကိုစိတ်မချတာကြောင့်အတိမဖြောက်မှုလို့ပြောပြပါတယ်။အဲတော့လေ rain ပုံကိုကြည့်ပြီးတော့အဖေက rain ဆုံးပြီးခရေကဘာမှမဖြစ်ခဲ့တယ်လို့ဒီကိစ္စကိုမပြောခဲ့ဘူးလို့ပြောနေပါတယ်။ဒါမှမဟုတ်လေဖေဟာနေဝင်ပြီဆိုတာနဲ့တကားပေါက်တီအားလုံးကိုအမြန်ပိတ်ပြီးတော့ညတိုင်းမိုးလေးနဲ့အထိတနက်တလက်နဲ့စောင့်နေတာဟာအဖေလေးသူတို့လိုပဲထင်နေတာလို့ iro ကပြောပြပါတယ်။အကိုကြီးကတော့ညတိုင်းသူတို့အိမ်နားမှာတခုခုတဝဲလေးလေးဖြစ်နေတယ်လို့ခံစားနေရပြီးတော့ တို့ကိုစောင့်ကြည့်နေတယ်လို့ခံစားရကြအောင်ရှင်းပြပါရီအဲဒါကြောင့် Renee Wee လဲဝင်လာခဲ့ပြီးတော့သူတို့ညီကိုတွေတရေချောင်းပြောနေတာကိုသိပြီးတော့မေးလိုက်ပါရီအဲ့နောက်မှာ Ree က Red တီချာပေါင်းအိမ်ပြန်လာပါမယ်လို့သူ့ကိုကတိပေးဖို့မှာနေပါရီနောက်တစ်ခါမှလက်လီခိုင်ဦးရက်ဒီရောက်နေတဲ့ Renee တက်ချက်တို့ကလေကားပြက်နေတာကြောင့်ပြင်နေကြပါရီတက်ချက်ကတော့ကားသေး90ကျင်းမိမဲ့ Renee ဒုံခမို့အတန်ကြတာနဲ့ဘသူမှမငားကျင်ကြကြောင်းပြောပြလိုက်ပါရီအဲ့နောက်မှာတော့လူချိုင်းလို့ခေါ်တဲ့တစ်တော်ပိုင်ရှင်တယောက်ကတက်ချက်နဲ့ Red တို့ထိုင်နေတဲ့ဝိုင်းမှာလာထိုင်ပါရီ လူချိုင်ကတော့ရက်တိုနီယောက်ဒွန်ခမော့သွားမဟုတ်သီးလို့အတူတူလိုက်လို့ရတာပေါ့လို့ပြောလိုက်ပါတယ်။လူချိုင်ကတပူရန်မွေးထားတဲ့နန္နာဘဝနောက်ကိုလိုက်ချင်နေတာလို့ရက်ကပြောလိုက်ပါတယ်။လူချိုင်ကတော့ဝီချလာရာရီစီစာအုပ်မှာပြောထားတဲ့တပူရန်မွေးထားတဲ့နန္နာဘဝကယော်သားတွေကိုစားလိုက်လို့၃ယောက်တည်သွားတာဟာသူ့အဘိရဲ့သမီးတွေဖြစ်ကြောင်းပြောလိုက်ပါတယ်။အိမ်နောက်မှာတော့လက်လီမျိုးရဲ့မော်တခင်လို့ပြောစမှန်ပြူကြတဲ့ဆရာစီလို့ခေါ်ရင်အမဲလိုက်သမားနဲ့တရင်နေဆရာကိုပါလူချိုင်ကခေါ်လာခဲ့ပါတယ်။ပြီးတော့ကားပေါ်မှာလေဆရာစီအပြင်တူနီယောက်ဖြစ်တဲ့ဂျီလက်ဆက်နဲ့နာဝီနှုတ်ကိုပါ နနာဘွားနှောက်လိုက်ဖို့ခေါ်လာခဲ့တာဖြစ်ပြီးတော့လူယုံအိုက်ခန်းအောင်ပါပါသေးတယ်။အဲဒီနောက်မှာတော့ဂျီလက်ဆက်ကရက်ကိုကြည့်ပြီးတော့ရဲညမပဲတရေစားတာခံရတယ်ထင်နေလားလို့မေးလိုက်ပါရီ။အဲဒါကြောင့်ရက်လေးစိတ်ဆိုးဆိုးနဲ့ဂျီလက်ဆက်ရဲ့အင်ကြီးကိုဆောင်ဆွဲလိုက်ပြီးမယ်။လူချိုင်ကတောင်းပန်ခိုင်းလိုက်တာကြောင့်ဂျီလက်ဆက်လည်းတောင်းပန်လိုက်ရပါရီ။အဲဒီနောက်မှာတော့ချီချင်သွားမယ့်နေရာကိုရောက်လာခဲ့တာကြောင့်ကားရပ်ပြီးတော့သူတို့တွေဆင်းလိုက်ကြပါရီ။ဒီလိုနဲ့တော်ရဲကိုမွေးခင်မှာပဲတဲချက်ကတောဆောင်နဲ့တောင်ဆောင်နဲ့တီကိုအရင်ခွင့်တောင်းနေပါရီအဲဒီနောက်မှာတော့သူတို့တွေဟာ တောဆောင်ခွင့်ပြုလိုက်တာကြောင့်တောတွေကိုဝင်ရောက်လာခဲ့ပြီးတော့တောကောင်တွေရဲ့အချက်ပြစနစ်ကိုကြားနေရပါတယ်။အဲဒီနောက်မှာတက်ချက်ကတောတွေမှာထူးဆန်းတာတွေရှိနေတာကြောင့်တခုခုများအတန်ပေးရင်မတုံ့ပြန်နဲ့လို့တတိပေးလိုက်ပါတယ်။အဲဒီနောက်မှာလွေချိုင်ကဆက်ငယ်စဉ်ကအမိနဲ့အတော်ဟာတပူရန်မွေးထားတဲ့နန္ဒဘောကစားတာခံလိုက်ရကြောင်းရှင်းပြပါတယ်။လွေချိုင်လည်းဇက်ချောင်းကိုပြန်ပြောပြခဲ့ပါတယ်။1893ခုနှစ်မှာဥဒရက်ချင်းမျိုးဘက်ပေါ်ဖန်အနီးမှာ i4nc ကိုရွာသားတွေအုပ်စုလိုက်လာခဲ့ကြပါတယ်။ပြီးတော့ရွာသားတွေဟာ လူသားစားအိုက်ဖိုရဲအင်ကိုမီးရှို့တဲ့အခါမှာတရဲမကပေါ်ထွက်လာခဲ့ပါရင်အဲ့ဒီချိန်မှာပဲဖိုရန်ရောက်လာခဲ့ပြီးတော့မီးလောင်နေတဲ့သူ့ရဲ့အိမ်ထဲကိုပြေးဝင်သွားခဲ့ပါရင်အိမ်နောက်မှာတော့တဖိုရန်ဟာနာနာဘွားကိုနောင်မျိုးရိုးအားလုံးကိုဆက်ပေးရကြောင်းလူချိုင်ကရှင်းပြပါရင်လူချိုင်လည်းဖီစမွန်အဆောင်သာမရှိဘူးဆိုရင်တင်းနေလောက်ပြီလို့ရက်ကိုပြောလိုက်ပါရင်ပြီးတော့လူချိုင်ကအိမ်ထဲမှာပါရင်တရားရှင်နဲ့နန်ဖီဒါရှိတယ်လို့ထုတ်ပြလိုက်ပါရင်တတ်တန်ကိုတော်ဖြတ်နိုင်တဲ့နန်ဖီဒါနဲ့တရဲမကိုတတ်ဖို့လူချိုင်ကပြင်ဆင်လာခဲ့တာဖြစ်ပါရင်ရက်ကတော့နံပါတ်7တန်းနဲ့ ဖီစမွန်ကြည်စံရှိတာကြောင့်တေးမောက်ကိုထွေတာနဲ့တစ်ချက်တည်းနဲ့ပြစ်တတ်မယ်လို့ကြုံးဝါနေပါရီအဲဒီတော့မှတော့သူတို့ရဲ့အနာကိုမွေရောက်တကောင်ရောက်လာခဲ့ပြီးတော့တစ်ချက်ကတော့မလုပ်ဖို့နဲ့မွေရောက်ကိုမတတ်ဖို့ပြောလိုက်ပါရီမွေရောက်ကတော့သူတို့ကိုစိုက်ကြည့်နေခဲ့ပြီးတော့မွေရောက်ကတော့သူတို့ကိုလိုက်ကြည့်နေခဲ့ပြီးတစ်ချက်လေအဲ့ဒါဟာတောဆောင်တောင်ဆောင်နဲ့တွေကသူတို့ကိုတတိပေးဖို့လွတ်လိုက်တာလို့ပြောနေပါရီဒါမှမဟုတ်လေဆရာစီကတော့သူတို့ရဲ့လမ်းကိုကြားနေတဲ့မွေကိုတတ်ဖို့ကြံတာကြောင့်မွေကအရင်ဆရာစီကိုစုပ်ပြတ်တက်သွားအောင်ပေါက်တက်လိုက်ပါရီအဲ့ဒါကြောင့်ဆက်လဲ မွေရောက်ဖို့တနက်နေ့ပြစ်လိုက်တဲ့အတွက်တဲချက်ကတော့သူတို့တွေဂရီဖောက်ဖြက်လိုက်တာကြောင့်တောဆောင်နဲ့တောင်ဆောင်နဲ့တီကအလုပ်ပေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါရင်အိမ်နောက်မှာတော့ရန်နေတဲချက်ထွက်သွားဖို့လူချိုင်ကတော့တားနေပါရင်လူချိုင်ကတော့ရန်နေတဲချက်ဖော်ဖန်ကိုလမ်းပြခိုင်းနေခဲ့ပြီးတော့သူတို့ဘာပြဿနာမှမရှာဘဲနဲ့အနောက်ကနေညင်ညင်လေးလိုက်ခဲ့ပါလို့ပြောပါရင်ဆက်ကရက်တာတကယ်လို့လှုပ်ရင်းရင်အဲ့ဒီတော့ကညီမဖြစ်သူကိုတရေစားသွားတာကိုဘာလို့ကြည့်နေခဲ့လဲလို့မေးလိုက်ပါရင်ဆက်ကတော့တရေထွေးပြီးတော့ရက်ကိုလောင်ပြောင်နေတာကြောင့် ရက်လေးတိုက်ခိုက်ပြီးတော့တနေ့နေ့ချိန်ထားလိုက်ပါရင်နောက်တစ်ခါမှတော့တဲချက်ကသူတို့နားခုဖို့အတွက်လိုအပ်သလောက်တိုက်ခုတ်ပြီးတော့မနေ့ဖြန်မှခီးဆက်မယ်လို့ပြောလိုက်ပါရီတပတ်မှတော့ရက်အဖေကသူ့ရဲ့ညစီညာတိုင်းလုံးနေကြအလုပ်တွေကိုလုပ်ပြီးတော့တညလုံးထိုင်ဆောင်နေပါရီဒီလိုနဲ့အိတ်ခန်းထဲမှာလေရက်ကတော့ခေါင်းလျှော်ထားတဲ့ရီရဲ့သမင်လေးတွေကိုတုပ်ပေးနေရင်းလင်းလင်းမာမာနေဖို့မှကြားနေပါရီဒိုင်မင်းရီကတော့စကားပြန်ပြောတဲ့မှကြားရတဲ့အပြင်ခေါင်းတုပ်ပေါ်မှာလေရီသမင်ကြီးထွေးကိုမြင်လိုက်ရတာကြောင့်ရက်တယောက်ကြောက်လန့်ပြီးတော့မှန်ကိုကြည့်လိုက်တဲ့အခါမှာရီတရေပူနေတာကိုတွေ့လိုက်ရပါရီ ိမ်နောက်မှာတော့ရီကဗဇက်ကနေဒီတိုးပြောနေရင်ရီကရက်ကိုသူ့စီကနေပြေးလို့လွတ်မယ်လို့ထင်လာလို့ပြောလိုက်ပါတယ်အဲဒီချိန်မှာပဲရီကဗဇက်ထဲကနေသွားရီနှုတ်ပေးပြီးတော့တူလာပြီလို့ပြောနေပါတယ်အဲဒါကြောင့်ရက်လည်းကျောင်းလက်နေကြားထွက်ပြေးတဲ့အချိန်မှာတကားကြီးရှိမှတရေမပြန်ပေါ်လာပြီးတော့ရက်ကိုလေပင်းညှင့်နေပါတယ်ဒီလိုနဲ့တတိပြန်ရလာတဲ့ရီလည်းအမဖြစ်သူကိုအော်ခွန်ကြီးနဲ့မိသားစုဝင်တွေပါရက်ကိုအတင်းခုံနှိုးနေရပါရင်အိမ်နောက်မှာတော့မိသားစုဝင်တွေလည်းရက်ကိုဖက်ပြီးထားပြီးတော့ဘာမှမဖြစ်အောင်ရက်ပဇက်ဝမှာအမဖြစ်သူကလက်နဲ့တားထားပါရင် ဂျပန်မှာတော့တော်ရဲရှိနေတဲ့ရက်ကမိသားစုဓာတ်ပုံကိုထုတ်ကြည့်ပြီးတော့မိသားစုကိုစိတ်မချဖြစ်နေပါရင်သူတို့တွေကအောက်မှာအိတ်ရင်အနေများတာကြောင့်တစ်ပင်းဒီပေါ်မှာတစ်ကိုင်းညီနေထိုးပြီးတော့နေရာလှုပ်ထားပါရင်လူဆိုင်ကတော့ဘာမှနားမလဲတဲ့တူတူနေရောက်ကိုဘာပဲဖြစ်ဖြစ်ဒီပေါ်ကနေမစင်းမှုမှနေပါရင်ဒုက္ခမကမကောင်းဆိုးဝါးနဲ့လျှိုးဝဲနှက်နေတဲ့အရာတွေနဲ့ပြင်းနေနေတာကြောင့်ဘာပဲမြင်မြင်သတိကပ်ဖို့ပြောလိုက်ပါရင်အိမ်နောက်မှာတော့တောငဲတီနဲ့အတန်မလန်ပေါင်းစုံကြားရတာကြောင့်သူတို့လည်းအသိပြင်ထားပြီးတော့သတိကပ်နေရပါရင်အဲ့ဒီအချိန်မှာပဲဆရာစီရောက်လာခဲ့ပြီးတော့ ဒန်ယာဟိုကိုင်ရင်နဲ့သူမတည်သေးတာကြောင့်သူ့အပေါ်ကူတင်ပေးဖို့ပြောနေပါရီဒါပေမဲ့လူချိုင်ကတော့အလုံးစုံသတိကပ်ခိုင်းထားပြီးတော့ဆရာစီကိုအာယုံမဆိုင်ဖို့ပြောလိုက်ပါရီအဲဒီချိန်မှာတော့ဆရာစီကတရေဖြစ်နေပြီးတော့သူတို့ကိုမောကြည့်လိုက်တာကြောင့်သူတို့အလုံးအပေါ်ကိုမျက်နှာလွဲသွားပါရီအဲဒီနောက်မှာဆရာစီကအောက်မှာပျောက်သွားခဲ့ပြီးတော့တိပိမောကနေတွဲဆင်းလာတာကြောင့်အိုက်ဆက်လေးအောက်ကိုဆင်းပြေးသွားပါရီအိုက်ဆက်ကသူ့ကိုတက်ကြဆင်းခိုင်းတာလို့ပြောလိုက်ပြီးမြေ တကယ်တမ်းတစ်ချက်ကတခုံးမှမပြောမိပါဘူး။အိုက်ဆာဟာတရေတွေကိုပဲမြင်နေရတာကြောင့်အပေါ်မှာရှိနေတဲ့လူတွေကိုပါတနေ့နေ့ရန်တမ်းပြစ်ခတ်နေပါတယ်။အဲနောက်မှာတော့အိုက်ဆာကအဆက်မပြတ်ပြစ်ခတ်နေတာကြောင့်လူယုံလဲထိပြီးတော့တိပင်မောင်ကနေပြုတ်ကျသွားပါတယ်။ရဲလေအားလုံးကိုအောက်ဆင်းခိုင်းလိုက်ပြီးတော့ဆက်မမြင်အောင်ပုံနေလိုက်ပါတယ်။ဒီလိုနဲ့တယောက်တည်းဖြစ်နေတဲ့ဆက်လေသူရဲ့ခုပေါ်မှာဆီယာစီတရေတက်ထိုင်နေတာကိုမြင်လိုက်ပြီးတော့တရေဟာတနက်အဝနဲ့ဆက်ရဲ့ခေါင်းကိုတိပေးလိုက်တာကြောင့်ခေါင်းတစ်ခေါင်းလုံးကြီမွားပြီးတော့တီးဆုံးသွားပါတယ်။ခေါင်းမရှိတော့တဲ့အိုက်ဆာရဲ့ကိုကမွေလူတွားသွားနေတာကြောင့်လူယုံလဲ သူတို့တွေစီးပြန့်ချဖို့ပြောနေပါတယ်။ဒါပေမဲ့တဲချက်ကတော့သူတို့တွေခြေထောက်ကမြေပေါ်ချပြီးပြီမလို့တရေတွေကိုခေါ်လိုက်တာနဲ့တူတူပဲလို့ပြောလိုက်ပါတယ်။နောင်ဝင်ကတော့ဂျုံခမှုကိုလာတိုင်းမှာလွန်မြောက်တဲ့သူမရှိတာကြောင့်သူလိုက်လာမိတာကိုနောင်နာရနေပါတယ်။တဲချက်ကတော့သူတို့ကိုကေနန်ညာကစားမိပဲရှိတော့မယ်လို့ပြောပြလိုက်ပါတယ်။အဲဒါကြောင့်လူချိုင်ကတော့စားမိကိုလိုက်ရှာဖို့သူနဲ့တူတဲချက်နဲ့ရက်တို့ကိုရှိတာတွေထုတ်ပြီးတော့လှုပ်ရှားခိုင်းပါတယ်။ရက်ကတော့တဲချက်ကိုတရေနေငါရာယူခိုင်းပြီးတော့အလုံးလေးနောက်ကနေလိုက်ဆိုပါတယ်။ ဒါပေမဲ့လူယုံကတော့တရေဖြစ်နေပြီးတကြွတုဆိုတဲ့တရေနေခါရာကိုအစဆုံးစူပြနေပါရင်ပြီးတော့သူတို့အားလုံးကိုဒီညတယောက်မကြံဝါမျိုးပြစ်မယ်လို့ပြောတာကြောင့်စိတ်မရှိတဲ့ရက်လေတရေကိုလက်သီးနဲ့ထိုးလိုက်ပါရင်အဲ့ဒီချိန်မှာခေါင်းမြတ်အိုက်ဆက်ထက်ရောက်လာပြီးတော့လက်ထဲအတန်းနဲ့သူတို့ကိုပြစ်နေတာကြောင့်ရက်လေသူ့ရဲ့တန်းနဲ့ပြစ်လိုက်ရပါရင်ဒီလိုနဲ့သူတို့အားလုံးလည်းရက်နောက်ကနေလိုက်ပြေးရပါရင်သူတို့ရဲ့ဘဝကနေတရေတွေကအဆက်မပြတ်လိုက်နေခဲ့ပြီးတော့ရက်ကတော့ရှေ့ကနေတန်းနဲ့ဖေရှားပြီးနေပြီမြေနာဝင်ကတော့လမ်းကွဲသွားပါရင်နာဝင်လည်းအတန်ကြားရီရှောက်လိုက်ရင် ဘာမှမတွေ့ဘဲသူရောက်ခဲ့တဲ့နေရာကိုပဲပြန်ရောက်လာပြီးတော့တောင်ကုန်းလေးပေါ်ကနေလိမ့်ချသွားပါရင်တစ်ဖက်မှာတော့ red ကဥဆောင်ပြီးတော့တကြင်းနဲ့လူဆိုင်ကိုခေါ်လာပါရင်အဲ့ဒီချိန်မှာပဲဆရာစီတေးကရောက်လာခဲ့ပြီးတော့တနက်ကိုလူနေတာကြောင့် red လည်းလက်သီးနဲ့ထိုးပြီးတော့တနက်နဲ့ရှင်းလိုက်ပါရင်တစ်ဖက်မှာတော့နာဝင်ကမိလဲရကနေပြန်ချလာခဲ့ပြီးတော့သူ့ကြောလေထိခိုက်ထားတာကြောင့်ဒီတိုက်သွားနေတော့မှပဲတော်ရရတေးတွေကနာဝင်ကိုနှစ်ပိုင်းဖြတ်လိုက်ပါရင် ဒီလိုနဲ့ red တက်ချက်နဲ့လွီချိုင်တို့ဟာစားမီကိုရောက်လာပြီးတော့တက်ချက်ကတော့အစီရင်လုပ်နေပါတယ်။အဲ့ဒီအချိန်မှာနာဝင်ရောက်လာခဲ့ပြီးတော့ခွင်တောင်းနေခဲ့တာကြောင့်တက်ချက်ကတော့ဘုရားစာဆူခိုင်းပါတယ်။တကယ်တော့အဲ့ဒါဟာတမန်ချားဖြစ်ပြီးတော့နာဝင်အယောင်ဆောင်ထားတာကြောင့်ဘုရားစာမဆူပြပါဘူး။အဲ့ဒါကြောင့် red လေးမောင်းထုတ်လိုက်တဲ့အတွက်ကြားကလေးအဝေးကိုထွက်ပြေးသွားပါတယ်။တစ်ဖက်မှာတော့ ryan မင်္ဂလာဆောင်တွဲညီကိုမောင်နှမတွေအားလုံးကတော့ထွက်ခွာလာကြပါတယ်။ဒီလိုနဲ့ red ကတော့ တက်ကျက်လူချိုင်တို့နဲ့အတူတော်ရဲမှာရှိနေတဲ့မဲအောင်ဝစ်စုံနဲ့တရေကိုတတ်ဖို့အတွက်ပီစမွန်ကြည်စံကိုထုတ်နေပါရီအဲနောက်မှာတော့သူတို့တွေရှောက်လာရင်းနဲ့အတိုက်ကြီးလို့ဖြစ်နေတဲ့အစ်ပင်သားကိုရောက်ရှိလာပြီးဂျုံခမုတ်မှာတယောက်တည်းနေနေတာဆိုလို့ဖိုရန်ပဲရှိပါရီအဲဒါကြောင့်သူတို့သုံးအောင်လေလက်နက်ပြည့်စုံနဲ့အထဲကိုဝင်သွားတဲ့အခါမှာဖိုရန်ကသူတို့ကိုတတ်ဖို့တရေတွေကိုလွတ်လိုက်မှန်းတီသွားကြပါရီတကြကတော့ပြန်ထွက်သွားပြီးတော့အနားတဝိုက်မှာတဖိုရန်ရှိမရှိသွားရှာနေပါရီရက်ကတော့လူတက်ဖို့လှုပ်ထားတဲ့ရုပ်တရုပ်ကိုတွေ့ပြီးတော့ဒေါသတကြီးထွက်ကခြေထောက်နဲ့နင်းနေခဲ့ပါရီတကြကတော့လိုက်ရှာနေရင် အနီးနားရေကန်ကြီးကနေတဖူရန်တက်လာခဲ့တာကြောင့်တနနေ့အချက်ပေးလိုက်ပါရီတဖူရန်ရဲ့လက်ထဲမှာအဆောင်ယူလေးရှိနေပါရီအဲ့ဒီယူလေးဟာတချက်ကိုကိုစားပြုနေတာကြောင့်တဖူရန်ရုပ်ကိုညှစ်လိုက်တာနဲ့တချက်ကဆပြီးတော့ခံစားနေရပါပြီဒီလိုနဲ့တချက်လေးလဲကျသွားတဲ့အချိန်မှာရက်တိုရောက်လာခဲ့ပြီးတော့တဖူရန်မွေးထားတဲ့တရေမအုပ်ထုတ်ပေးဖို့ပြောနေပါရီတဖူရန်ကတော့သူကတရေမအုပ်မွေးထားတာမဟုတ်ပေတရေမကသာသူ့ကိုမွေးခဲ့ကြောင်းပြောပြနေပါရီတဖူရန်ကတော့သူထွက်ပေါက်ရှာနေတာနှစ်ပေါင်းများစွာကြာခဲ့ပြီမြေသူ့ကိုတရေမကပြီးမသွားခဲ့ကြောင်းရက်ကိုပြောပြပါရီ အကြောင်းရင်းကတော့တရေမားရဲ့ရှာကတပူရင်ကိုရင်းမှာဖြစ်နေတာကြောင့်တပူရင်ကကိုကိုကိုတော်တက်တည်မရခဲ့ပါဘူး။ပြီးတော့တရေမားကတပူရင်ရဲ့သားမီးမြစ်တွေကိုပါတက်ပြီးတော့တပူရင်အသက်ရှည်လာလိလိတရေမားကလူပပိုးစားလာနိုင်လိပဲဖြစ်ပါရဲ့။တပူရင်ကတရေမားကိုတက်ဖို့အောင်မြင်ခံနီးကမှလူချိုင်းအဘေးအိုင်ခွင်ကသူ့ရဲ့အစီအစဉ်တွေကိုဖျက်ဆီးခဲ့တယ်လို့ပြောပြလိုက်ပါရင်အဲဒါကြောင့်တဖိုရန်ကထွက်ပြေးဖို့စူးစမ်းနေခဲ့တာကြောင့်တော်ရဲမှာတယောက်တည်းလာနေခဲ့တာဖြစ်ပြီးတော့သူ့ဘေးမှာလေးလို့သာသိရင်တရေမကရှာကိုပြန်လာယူဖို့စူးစမ်းလိုက်မယ်လို့ပြောလိုက်ပါရင် အဲ့လိုသားတေးမကရှာဖို့ပြန်ရသွားရင်တော့စွမ်းအားကနှစ်ဆကြီးလာပြီးတော့ဘသူမှတားဆီးလို့မရတဲ့ထီဖြစ်သွားမယ်လို့တဖိုရန်ကပြောပါရီပြီးတော့တဖိုရန်ကတေးမသူ့ကိုမမြောင်ကာပြီးတဲ့ဝီလွန်ဂျမန်အဆောင်ကိုပတ်ထားတယ်လို့ပြောရကြအောင်လူချိုင်ကတော့တဖိုရန်အဆောင်ပတ်ထားတဲ့လက်ကိုဖျက်လိုက်ပါရီလူချိုင်ကတော့တေးမကရှာဖို့သာပြန်ရရင်သူ့ကိုလိုက်ရှုပ်နေတာရီသူ့မျိုးရိုးကိုလိုက်စားတာရက်မယ်ဆိုပြီးတော့ဂတိပေးထားတာကြောင့်လုပ်ခဲ့တာပါအဲ့ဒီချိန်မှာပဲတေးမပြန်ရောက်လာပြီးတော့ဖိုရန်ပါဇက်ထဲကသူ့ရဲ့ရှာဖို့နှိုက်ထုတ်ပြီးတော့ပါဇက်ထဲပြန်တက်လိုက်ပါရီဒါပေမဲ့တေးမက လူချိုင်းကိုဂတိဖြတ်ပြီးတော့သူ့ရဲ့ခြုံထက်တဲ့လက်သေးတွေနဲ့လူချိုင်းရဲ့လေပင်းကိုလိလိုက်ပါရီအဲဒီနောက်မှာတော့ရက်ကတေးအမကိုတနေနေပြစ်ပြီးမြဲတေးအမကတီချိုရွတ်ဆိုတဲ့နေကြောင်းရက်တယောက်ဒူးထောက်သွားပါရီအဲဒီနောက်မှာတေးအမရဲ့အတန်ဟာရက်ကိုထိန်းချုပ်ပြီးတော့ရက်ကတနက်ကိုသူ့ရဲ့နှလုံးသားတိတိချိန်ပြီးတော့ပြစ်လိုက်တာကြောင့်သူတို့အားလုံးကရှုံးသွားခဲ့ပါပြီတစ်ဖက်မှာတော့ရာကသူတို့ဘက်မှာမိုးသိနေတာကြောင့်အကိုရက်လာနိုင်ပါမလားလို့စိတ်ပူနေပါရီဂျန်ကိုရီကလည်းရာကိုဖြောင်းပြပေးနေတော့မှပဲရက်ကရန်ကိုယိုရီရဲ့တတိယသွားပြီးတော့ငုံနေပါရီအဲဒီနောက်မှာတော့ရာရီဒိုနဲ့ အမေဖြစ်သူကျိုးသွားယူတော့မှာရှောက်လန်းမီးရင်နဲ့ဟိုတယ်တစ်ခုလုံးကမီးပြတ်သွားခဲ့ပါရင်အိမ်နောက်မှာတော့တင်ရဲမပေါ်လာတော့ကိုရကမြင်မိမဲ့အမေရမကြည့်ဖို့ကြားပြီးတော့အောက်ကသာပြန်ဆင်းဖို့ခေါ်သွားပါရင်အိမ်နောက်မှာတော့သားရီနဲ့သမက်ကလည်းအမေနဲ့ရီရက်တို့ကိုသွားကြည့်ဖို့သွားရင်းနဲ့ယုဒိရဲ့တကားပိတ်သွားတာကြောင့်သမက်ဖြစ်သူထိခိုက်သွားပါရင်ပြီးတော့တကားလောပါကျသွားပြီးရင်ဟိုတယ်ခန်းမဆောင်မှာပါပကြီကားရီပြုတ်ကြကုန်ပါရင်အိမ်နောက်မှာမီးပြတ်လာပြီးတော့တချင်းတန်ကြားလိုက်ရတာကြောင့်အဖေဖြစ်သူကလည်း အသင်းဆောင်ထားတဲ့တန်းနဲ့တကားလုံးကိုဖျက်ဖို့ကြိုးစားပြီးမှကြီမရှိဖြစ်နေပါရီ။ဒါကြီးရဲ့ရဲရဲကြည်စံကိုအဖေလက်ထဲကိုထည့်ပေးလိုက်ပါရီ။တစ်ဖက်မှာတော့ထူးဆန်းတဲ့အတန်ကြီးကြားရပြီးတော့အမီရာနီရီတို့ကလည်းအားနေပြီးတော့မလုံမရှက်နိုင်ဖြစ်ရင်းနဲ့လဲကျသွားပါရီ။အဲ့နောက်မှာသူတို့မိသားစုနဲ့အလုံးလဲကျသွားတာကြောင့်အဖေနဲ့သားတွေကဂါရာရွတ်စွနေကြပါရီ။ရာရီနဲ့အမီဖြစ်သူတို့ကတော့သူတို့အသားအနှောင်းကိုကပ်ရင်အိတ်မပြောင်းအောင်ကြိုးစားနေကြပါရီ။ဒါပေမဲ့ရီကအိတ်ပြောသွားတာကြောင့် တေးမခေါ်သွားတာခံလိုက်ရပါ ರೀ အိမ်တော်မှာတော့တမန်ဖြစ်သူကထိန်းချုပ်ခံလိုက်ရတာကြောင့်သားကြီးနဲ့သားငယ်လေးဖီဖြစ်သူကိုကာကွယ်ပေးနေရပါ ರೀ အမေဖြစ်သူကတော့ရီအတန်ကြားလိုက်ရင်တေးမရဲ့လက်ထဲကိုရောက်သွားပါ ರೀ တစ်ဖက်မှာတော့တမန်ဖြစ်သူနဲ့သားကြီးကတိုက်ခိုက်နေရင်တမန်ကလက်ထဲရဓာတ်နဲ့သားကြီးလက်ဘဝကိုစောင့်ထိုးလိုက်ပါ ರೀ အိမ်တော်မှာတော့အိုင်ရောကစင်းရော်ရုတ်ကန်ပြီးတော့နောက်ကနေထုလိုက်တာကြောင့်အကိုကြီးကိုကယ်တင်နိုင်ခဲ့ပါ ರೀ တစ်ဖက်မှာလည်းအမေဖြစ်သူကတူရင်းကန်ပြီးတော့ရှောက်လန်းစီပြန်လာနေပါ ಬಿ ရီကတော့အမေရောင်ဆောင်တေးမနဲ့တူလိုက်သွားရတာကိုသိပြီးတော့ကြောက်လန့်နေပါ ರೀ ရာကလည်းအမိနဲ့ညမလေးကိုရှာရင်းနဲ့မတွေ့ပဲရှောင်းလန်းမှပဲလင်းနေခဲ့ပါရီရီကတော့သူလက်ဆွဲပြီးလိုက်လာတဲ့သူဟာအမိမဟုတ်ပဲတရေမဖြစ်နေတာကိုသိပြီးတော့အော်ပါတော့ရီတရေကတော့ရီပစက်သေးကိုလက်တင်းထဲနိုင်နေတာကြောင့်ရီရဲ့အနောက်မှာရှိနေတဲ့တကားဘူးကိုကင်ပြီးတော့အထဲဝင်လိုက်ပါရီ ဒါပေမဲ့တေးမကသူ့ကိုအတင်းဆွဲနေတာကြောင့် relay TO နဲ့မျက်လုံးကိုထိုးပြီးတော့ထွက်ပြေးပါတယ်။အဲဒီချိန်မှာဗီတကားကနေအမေဖြစ်သူကတူရင်းကင်ပြီးတော့ရီကိုလာခဲ့ပြီလို့ပြောနေပါတယ်။အမေဖြစ်သူကတူရင်းနဲ့လိုက်ပေါက်တက်နေတာကြောင့် relay တေးမရောအမေဖြစ်သူလက်ထဲကပါထွက်ပြေးနေရပါတယ်။အဲဒီနောက်မှာ relay ဟောကန်းကြီးတွေကိုဖျက်မပြေးချင်တာကြောင့်ဖနက်တီကိုဟောကန်းဘက်ကိုလွတ်ပြစ်ပြီးတော့ခုံအောက်ကိုဝင်ပုံးပါတယ်။ဒီလိုနဲ့အမေဖြစ်သူလည်းလိုက်လာခဲ့ပြီးတော့ relay ပုံအောင်နေပြီမဲ့အနောက်မှာရောက်နေတဲ့တေးမကအတင်းဖမ်းပြီးတော့ဟောကန်းကြီးကိုလွှင့်ပြစ်လိုက်ပါတယ်။အဲဒါကြောင့်တူရင်းကင်ထားတဲ့မင်းလေး ရီကိုတတ်ဖို့လုပ်နေပြီးတော့အကိုကြီးကဆွဲထုတ်သွားပါရင်အဲနောက်မှာမိဖြစ်သူအနောက်ကပေါ်လာတဲ့အိုင်ရွန်ကမိကိုတိုင်းနဲ့တဖြည်းဖြည်းအနောက်ကိုဆုတ်သွားပါရင်ဒါပေမဲ့အနောက်မှာရှိနေတဲ့စင်ယုတ်ကြီးရဲ့အဆွေနဲ့ထိုးမိသွားတာကြောင့်အိုင်ရွန်လုံးမရတော့ပါဘူးအဲဒီအချိန်မှာမိဖြစ်သူကအိုင်ရွန်ကိုခုံးမဲ့အလုံးမှာရက်ကရောက်လာပြီးတော့ဝင်ထားပါရင်အဲနောက်မှာတော့ရန်နဲ့တက်ချက်ကြီးကတကယ်မှထိန်ချုပ်တာခံထားရတဲ့အမျိုးကိုကူတားနေကြပါရင်တကယ်တော့အိုင်ရွန်နဲ့တက်ချက်တို့ဟာမဟာဝအကာကြောင့်အသက်ဘေးကနေလွတ်လာတာပါအဲနောက်အိုင်ရက်ကမိဖြစ်သူထိန်ချုပ်ခံရတာပြောင်းအောင်ကူညီပေးလိုက်ပါရင်တစ်ဖက်မှာတော့ရာက တေးမနဲ့တွေ့ပြီးတော့တိုက်ခိုက်ခံရပါပြီ။ရတ်တယောက်အရှိန်နဲ့ပြုတ်ကျလာရင်ညီမဖြစ်သူအီရန်ကိုတွေ့လိုက်ရပါတယ်။အီရန်ကတော့ရတ်လက်ထက်တော်မဲအကြောင်းပြောနေရင်ရတ်ကတယောက်တည်းကိုလိုယုံသွားတယ်လို့ပြစ်တင်နေပါတယ်။ရန်ကသူ့ကိုတေးမကဘီးမသွားခဲ့တာကြောင့်ကူညီပါလို့ပြောနေပါတယ်။ရန်ကရတ်ကိုသူ့အစားနေပေးဖို့ရတ်ခန္ဓာကိုယ်ကိုလိုချင်တာလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ရတ်လည်းရန်မဟုတ်မှန်းသိသွားတဲ့အချိန်မှာအခန်းထဲကိုသွေးရီတလဟောစီးကျလာပါတယ်။တကယ်တော့ရတ်ကတတိမလစ်သွားအောင်သူ့ကိုယ်သူအားတင်းနေခဲ့တာပါ။ရတ်ကမှန်ကွဲစားနဲ့သူ့ကိုယ်သူထိုးပြီးတော့တတိမလစ်အောင်လှုပ်ဖို့ပြင်မိမဲ့ ရန်ကလာကြပြီးတော့အတင်းမဆက်ထင်လက်နိုင်ထင်နေပါတယ်ရတ်တယောင်တကယ်တော့သူ့လက်နဲ့သူသွားဟုဆွေးနှုတ်နေခဲ့ပြီးတော့နောက်ဆုံးတော့ထွက်လာတဲ့သွားဟုတေးမဟာယူပြီးတော့ရှာဘော်တင်မှုစူးစမ်းပါ၏အဲ့ဒီချိန်မှာရက်တိုရောက်လာခဲ့တာကြောင့်တေးမဟာသွားဟုလည်းမမျိုးချလိုက်ရပါဘူးဖိုရမ်မတီကင်ကရက်တိုတေးမဟာကိုတတ်ဖို့ဆိုရင်ဝီလွန်ဂျမန်အဆောင်နဲ့အတုံးပြရမယ့်အကြောင်းပြောသွားခဲ့ပါတယ်တေးမဟာလည်းအရန်ဒေါသထွက်သွားပြီးတော့ ရော့ကိုပြတင်းပေါက်ကနေပြေးချဖို့လုပ်ပါရီးတေးမကတော့ရော့ကိုကယ်စီခြင်းအဆောင်ကိုချုပ်ခိုင်းလိုက်တာကြောင့်အဆောင်ကိုချုပ်ခဲ့ပြီးမြေတေးမကတော့ရော့ကိုပြေးချလိုက်ပါရီးရက်လေညမဖြစ်သူကိုအမြန်ပြေးဆွဲလိုက်ရပါရီးရက်ကနောက်ကနေဓာနေတက်ဖို့လုပ်ပြီးမြေတေးမကသူ့ရဲ့ဘိုက်တွင်းကိုနှိုက်ပြီးတော့တက်ဖို့လုပ်နေပါရီးအဲဒီနောက်မှာရန်နေရာတို့အဆောင်ကိုသုံးပြီးတေးမရဲ့ရှာကိုဖျက်ပြစ်လိုက်ခဲ့ပါရီးတေးမကထွက်ပြေးဖို့ကြံနေခဲ့တာကြောင့်တက်ချက်လေလူချိုင်ဓာနေရှာကိုထိုးပြီးတော့ဖျက်ဆီးလိုက်ပါရီးပြီးတော့အဖေနဲ့အကူတွေလည်းရောက်လာခဲ့တာကြောင့်မိသားစုဝင်တွေအားလုံးအတူတူရှိနေတဲ့အချိန်မှာပဲ ရက်ကဖိုရန်မာထားတဲ့အတိုင်းအဆောင်ကိုတရေမမျက်နှာထိထိရိုက်သွင်းလိုက်ပါရင်အဲဒါကြောင့်ဘသူမှမနေနိုင်ခဲ့တဲ့တရေမကအဆောင်ကြောင့်ပဲပျက်စီးပျောက်ကွေသွားပါရင်အဲဒီနောက်ရက်ကရန်တွန်တရေကိုတတ်နိုင်ခဲ့ပြီးတော့ညမဖြစ်သူကသူ့ကိုလမ်းပြုံးပြနေနေပျောက်ကွေသွားခဲ့ပါရင်